မင်္ဂလာပါခင်ဗျာအခုလာမဲ့9ရက်နေ့ဆနေလပိုင်း2025တနကနေ့နေ့မှာထန်းနိုင်ငံပထောင်ဌာနေဝက်ဖက်ထမကိုင်ဓမ္မကာယအကြောင်းရွှေပြားအကြောင်းပေါ့လားဒီမှာကျွန်တော်တို့မြန်မာတိုင်းရင်းသားတွေစုပေါင်းပြီးတော့ကျင်းပမဲ့ကထိုင်အောင်ပွဲရှိပါတယ်ပေါ့လားကားတော့စေတနာအလှူငွေနဲ့ကားစီးရီ 300တိကျွန်တော်တို့ကြိုပိုးလောက်ထားပေးတာပေါ့နော်စီစဉ်ထားတာပေါ့နော်အကယ်၍လာမဲ့သူများရှိရင်တော့လူအင်အား50ပြည်လူစုပြီးတော့လာလို့ရတယ်နော်လူရောက်50ပြည်ရေထိုင်းနိုင်ငံမှာပြည်နေ35ခုစေတနာ လူငွေနဲ့ကားကြိုပိုးလောက်ပေးတာပေါ့နော်ပွဲရတော့မနှက်ပိုင်တက်တီဆော့ကပွဲရှိတယ်နောက်ပြီးတော့နေ့လယ်ပိုင်းကျရင်ကထိုင်အောင်ပွဲရှိတာပေါ့နော်ညနေကျရင်တော့ခုလိုမျိုးပဲဗုဒ္ဓရောက်ွားတော်ဆိုတဲ့တန်းကိုလှက်ပတ်ပူဇော်မယ် ဒါညနေပြတာပြီးပြန်ပေါ်တော့အဲ့လိုမျိုးစီစဉ်ထားတာပေါ့နော်ဒါမှမိတ်ဆွေများအကောင်လုံးဖိတ်ခေါ်တာပေါ့နော်နည်းနည်းဝင်းရှစ်ပေးပါပေါ့နော်ကိုမလာနိုင်ရွေးကိုတင်ငယ်ချင်းတွေဒီပို့သွေးသွားရင်လာလို့ရတာပေါ့နော်အဲ့ရနည်းနည်းဝင်းရှစ်ပေးစီချင်းပါတယ်အကောင်လုံးကုသိုလ်ရအောင်ပေါ့နော်ကာတော့စေတနာလူငွေနဲ့ဂျိုပေးတယ်လူဦးရေရောက်40စုလာပေါ့နော်အကယ်၍ကိုကလာချင်းတဲ့ရောက်40မပြည့်ဘူးလာလို့ရလားဆိုရင်တော့ကျွန်တော်ကောက်ဆက်သွဲလာပေးကျွန်တော်ကနေလမ်းညွှန်ပြပေးမယ် ဘယ်လိုဘယ်လိုလာရတယ်ဆိုတာကျွန်တော်ညွှန်ပြပေးမှန်းလားအားလုံးကုညီပေးကြနာကုသိုလ်ယူဖို့ပြနာလူကြီးရတော့အများကြီးပဲကျွန်တော်တို့လက်ခံပေးတယ်ကျွေးမွေးတဲ့အခါလုံးစီစဉ်ထားပေးတယ်ကျေးဇူးတင်ပါတယ်